မင်္ဂလာမျိုးတွေ NCA ကိုနေပြပါပြီ NCA ကိုနေပြနေပတ်သက်လို့လူတိုင်းဟာမိမိတို့ထင်မြင်ရမိမိတို့ယုံကြည်ရကိုမျိုးစုံဝေဖန်ကြရဲတုံးသက်ကြရဲစကားတွေဒိန်းတွေများစွာကြရပါတယ် NCA ကိုနေပြနေပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့အာကျွန်တော်တို့အများသူကနားလည်မှုလွဲနေတဲ့ကိစ္စလေးတွေအော်မှန်တယ်အောင်ရောင်နေမှားနေတဲ့ကိစ္စလေးတွေကိုကျွန်မမဘူးတို့မဟာသွေးကနေပြီးတော့ပြန်လဲမျှဝေပေးကြပါမယ်။ပထမဆုံး MC တိုင်းလုံးပြခတ်တက်ခေရေးရစရေးပေါ့နော်။ဆိုတော့ တချို့ကပြောကြတယ်အာငင်းငယ်ကြီးစစ်တပ်ကငင်းငယ်အဲနိုင်ငံရေးမှာဝင်ပါနေပြီးငင်းငယ်ကြီးမရနိုင်ဘူးဆိုစစ်တပ်ကနိုင်ငံရေးမှာဝင်ပါနေလို့ငင်းငယ်ကြီးမရနိုင်ဘူးဆိုရင်စစ်တပ်ရဲ့ပြောဆိုမှုကပါလေတမတော်ဘက်ကပြောဆိုမှုကလူချင်းတယ်တမတော်တမတော်ခေါင်းဆောင်တချို့ကပြောခဲ့တယ်တနိုင်ကန်လုံးငင်းရိုက်ရရိုက်ရင်25ရာခိုင်နှုန်းလွှတ်တော်ကထွက်မယ်25ရာခိုင်နှုန်းလွတ်တော်မှာပါနေတဲ့တမတော်သား25ရာခိုင်နှုန်းကလွတ်တော်ကနေထွက်မယ်ဆိုရင်နိုင်ငံကြီးကထွက်မယ်လို့ပြောတာနဲ့အတူတူပဲဆိုရတဲ့အတွက်တနင်္ဂနွေလုံးညဉ့်ညဉ့်ရေးရောက်လို့ကမယ် အမေရိကန်တနိုင်ငံလို့ညင်ညင်းရေးရအောင်လို့ချင်းရင်စစ်တပ်ခေါ်နိုင်ငံရေးမှာဝင်မရှုပ်စေချင်ဘူးထွတ်တော်ထဲမှာ25ရာခိုင်နှုန်းပါနေတာမကြိုက်ဘူးဆိုလို့ရှိရင်တနိုင်ငံလို့ညင်ညင်းရေးရအောင်လုပ်ရမယ်ဒါပေမဲ့ညင်ညင်းရေးနိုဘယ်ရှုရှင်ဆိုတဲ့တော်တော်ဆိုင်ချွတ်ကြီးပြောလေ NCA စာချုပ်မှာအလင်းစလိုလက်မှတ်မထိုးပါနဲ့အဲ့စကားတခုနဲ့တင်းကျမတို့နိုင်ငံရေးတမိုင်းကြောင်းမှာလက်ရှိအခြေအနေကြီးကျမတို့ငြိမ်းချမ်းရေးဟာအမျိုးသားရေးကြစိတ်ရဝေးကွာနေတယ် ဒါကြောင့်မို့လို့တနိုင်ငံလုံးငင်းငယ်ရေးမရနိုင်သူတွေ25ရာခိုင်နှုန်းကလွတ်တော်ကနေပြီးတော့မထွက်တဲ့အပြင်25ရာကနေပြီးတော့နိုင်ငံရေးသမားတွေနိုင်ငံရေးပါမဝတဲ့အတွက်တရားရာခိုင်နှုန်းဖြစ်လာတယ်။ဒါတစ်ချက်။နောက်တစ်ခုကြတော့စစ်ဘက်ရဲ့ဘက်ဆက်ဆံရေးစစ်ဘက်ရဲ့ဘက်ဆက်ဆံရေးလို့ပြောလိုက်တာနဲ့အလုံးကဘလို့ထင်ကြလဲစစ်တပ်နဲ့ရဲသားပြည်သူတွေကျွန်တော်တို့ပြည်သူရဲ့ခြားဆက်ဆံရေးလို့ထင်ကြတယ်တပ်နဲ့ပြည်သူခြားထဲမှာတဟဆာရရှိအောင်လုပ်ရမယ်လို့ထင်ကြတယ်တပ်မတော်နဲ့လက်နက်ကိုင်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းအီအိုအီအိုအိုတွေနဲ့တဟဆာရဖြစ်အောင်ဆက်ဆံရေးတိစောက်ရမယ်လို့ထင်ကြတယ် အဲ့ဒါမှတဲ့အဲ့ဒီလိုမျိုးစစ်ဖက်အရဖန်စစ်ဆန်ရေးလို့ကြားတာနဲ့စစ်တပ်နဲ့ပြည်သူကြားစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကအီအိုအီအာအိုတွေကြားကစစ်ဆန်ရေးတခုတိဆောက်ချင်းလို့ပဲတွေးထင်ထားတဲ့ဆိုရင်ခမည်းတော်ရဲ့အုံနောက်ကခမည်းတော်ရဲ့အတွေးခေါ်ကတိတ်ကိုညံပြင်းပြီးတော့တိတ်ကိုသိမ်းနှုတ်လုံးနဲ့ညံရင်ကြက်မပြေသေးဘူးလို့ပြောလို့ရတယ် စစ်ဖက်ရက်ဖက်ဆက်ဆံရေးဆိုတာကစစ်တပ်နဲ့အရက်ဖက်အဖွဲ့အစည်းမဟုတ်တဲ့နိုင်ငံတော်ရဲ့အာဏာကိုရကန်ရယူထားတဲ့စစ်တပ်မဟုတ်သောအရက်သားအစိုးရနိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းရဲ့ဈာကဆက်ဆံရေးကိုဆိုလိုတာဒါပေမဲ့တိုက်ကိုကျွမ်းကျင်နဲ့တိုက်ကိုတက်တယ်ဆိုရင်ဒေါ်ဆန်းစုကြည်အစိုးရတမတော်နဲ့အီယေအိုအီယာအိုတွေရှားမှာရင်းချင်းရင်းရအောင်ကျွန်တော်တို့အယ်ဒီပါတီအစိုးရကကျိုးတော်ဆောင်ပေးမှာဖြစ်ပါတယ်တိတ်ကိုမှားယွန်းနဲ့ဟွာလား အစိုးရဆိုတာကတက်တဲ့သဘုံနဲ့ငင်းချင်ရင်ရအောင်အောင်းတယ်တော့လာမီးလုတ်ပြရမယ်အဖွဲ့စီမဟုတ်ဘူးထပ်ပြီးပြောမယ်အစိုးရဆိုတာကဂျားနေဖြန့်ဖြေရမယ်အဖွဲ့စီမဟုတ်ဘူးအစိုးရဆိုတာကမိမိမှန်ကန်တယ်လို့ယုံကြည်ထားတဲ့ဝါဒကိုလက်ကင်ပြီးတော့ထိုးဝါဒအတိုင်းတသမတ်ထဲအုပ်ချုပ်ရမှာဒါဆိုရင် anybody ဘာလို့ဆွဲကင်နေဘယ်ဝါဒကိုလက်ခံကြံတော့မလဲအဲ့ဒါ အရက်ဖက်အဖွဲစည်းဆိုတာအဲ့ဒီအရက်သားအာနာပိုင်းအဖွဲစည်းလို့ဆိုလိုခြင်းဖြစ်တယ်။အမှန်တကယ်တော့အစိုးရနဲ့နိုင်ငံရေးအရာစီးရာလိုချင်တဲ့အကြောင်းအရာတွေကိုညှိနှိုင်းမယူတဲ့ညှိနှိုင်းယူလို့မရတဲ့အတွက် EAO အရာအိုတွေနဲ့စီးရီးတွေဖြစ်ရတယ်။ဒါကြောင့်အစိုးရတွေတက်မတော်ရဲ့အင်အားကိုယူပြီးတော့ကင်ပယ်ဖြေရှင်းရမှာဖြစ်တယ်။သို့တော့နိုင်ငံရေးလိုပဲဆုရှင်ကြီးပါတက်တည်နားလည်ပါတယ်ဆိုတဲ့အရက်ဖက်အဖွဲစည်းကထိုးအကြောင်းအရာကိုမှားရောစွာအသုံးချတယ်။ဆိုတော့စစ်တပ်က ဤဝင်နဲ့ငိမ့်ငိမ့်ညီညွတ်ရင်းကြအောင်ကျွန်တော်တို့ NLD ပါတီအစိုးရကကြားပွဲဖြန့်ဖြန့်မယ်အဲ့ဒါမှတယ်တက်မလို့ဒီနောက်ရှိဘက်ကြီးပုံခြေခံဥပဒေကိုဆွဲကင်ထားတယ်လက်ခံယုံကြည်တယ်တိုင်းရင်းသားဤဝင်ဤဝင်တွေဒီ Federal ကိုဆွဲကင်တယ်လက်ခံယုံကြည်တယ်ဒါပေမဲ့ NLD အစိုးရအရက်ဖက်အာဏာပိုင်အဖွဲ့အစည်းကခြေဥကိုဆွဲကင်တယ်လို့လို့ Federal ကိုဆွဲကင်တယ်လို့လို့ဟိုလိုလိုဒီလိုလိုရောင်း60ဖြစ်နေတယ်ဒါကြောင့်မို့လို့လေပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာ အရက်ဖတ်စစ်ဖတ်အရက်ဖတ်ဆက်ဆံရေးဆိုတာကိုစစ်တပ်နဲ့အရက်သားဆက်ဆံရေးလို့ပဲတွေးကြတယ်စစ်တပ်နဲ့အရက်သားအစိုးရအဖွဲ့အစည်းရဲ့ဂျာဆက်ဆံရေးဆိုတာကိုမှားယွန်းစွာနဲ့တွေးခေါ်ထားတယ်နောက်တစ်ခုကစတန်ဒါအာမီအဲ့နော်ရဲ့စတန်ဒါအာမီကြီးကတူမီနဲ့စရတော်လိုင်းရိုးတာမနိုင်ဘူးလားဒါဆိုရင်အခုခင်ဗျားတို့နိုင်နေတယ်ထင်ရင်လည်းနေနေရင်ပါအခုခင်ဗျားတို့ ထိန်းချုပ်နယ်မြေခမားတို့အုတ်ချုပ်နယ်မြေစိုးမိုးနယ်မြေခမားတို့နိုင်နေပြီဆိုတဲ့မြို့နယ်တွေမှာကခမားတို့ပြောသလိုတူမီတွေကအုတ်ချုပ်ထားလားတူမီတွေရဲ့အရင်ချင်းလားဒါမှမဟုတ်အဲ့ဒီတူမီတွေကိုရှေ့ကနေသေခိုင်းပြီးတော့လူသားတိုင်းလုပ်ပြီးနောက်ွယ်မှာနယ်မြေရယူစိုးမိုးအုတ်ချုပ်နေတဲ့ဤရဝဤရဝအမိခံအကြံဖတ်သမားတွေအရင်ချင်းလားခမားတို့တူမီနဲ့စာရဲ့တော်လန်ကြီးကနိုင်နေတယ်ဆိုလို့ရှိရင်ခမားတို့တိုင်းယူထားတဲ့အနေမျိုးတွေမှာအစိုးရယုံဆိုင်လို့ရသလား ်ခမားတို့တွေးထင်ထားတယ်လို့သဘုံဆိုတာတူမင်းကိုင်တဲ့အဖွဲ့စည်းမဟုတ်ဘူးသဘုံနေကိုင်တဲ့စစ်လက်နက်ကလွန်ခဲ့တဲ့1990ဝင်းကျင်လွန်ခဲ့တဲ့နှစ်20 30လောက်တဲ့ကနှစ်ပေါင်း30လောက်တဲ့ကသဘုံကိုင်တဲ့စစ်လက်နက်တွေကတိတ်ကိုအစင်းမြင့်တယ်နော်ဒီကောက်ကျွန်မခဏခဏပြောဘူးလေကော်မူရာခေါ်ဝမ်ခတိတိုက်ပွဲအဲ့ဒီကော်မူရာခေါ်ဝမ်ခတိတိုက်ပွဲမှာသဘုံနေတုံးခဲ့တဲ့စစ်လက်နက်တွေ ခင်ဗျားတို့ပြောသလိုတူမီမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်30လောက်တည်းကဒီကော်မူရာခေါ်ဝန်ခတိတိုက်ပွဲအိုဆဲပင်းတောင်ကုန်းတိုက်ပွဲအဲ့ဒီမှာ RCS နဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲဝါနဲ့ဖြစ်ခဲ့တဲ့တိုက်ပွဲတမင်းနဲ့အတွင်းမှာတမတော်ကနေအမြောက်လက်နက်ကြီးပြစ်လိုက်တယ်ပြစ်လိုက်တဲ့လက်နက်ကြီးကိုတဘုံလေးကတမင်းနဲ့အတွင်းမှာပြင်းမဲ့ရှာပြီးချက်ချင်းပြန်ပြီးကောင်တာပြစ်လိုက်တယ်ဒါတဘုံကိုင်းတဲ့ဆက်လက်နဲ့ဒါကြောင့်မလို့ခင်ဗျားတို့တွေ့ထင်တာသလိုတူမီမဟုတ်ဘူးရှင်ကျေးဇူးတင်ပါတယ်ရှင် ခင်ဗျားတို့တွေ့ထင်ထားသလိုတူမီမဟုတ်ဘူးလွန်ခဲ့တဲ့230လောက်တဲကသဘွန်ကိုင်းတဲ့စစ်လက်နက်ကနိုင်ငံတကာရဲ့အကူအညီနဲ့အဲ့ဒီလိုမျိုးအယီချင်းတွေစစ်လက်နက်အယီတွေတွေကောင်းတယ်နော်ဆိုတော့ကတာတူမီနဲ့စာရဲ့ဒေါ်လာရင်းကိုတော့မှစတန်ဒါအာမီကမမီဘူးဆိုပြီးတော့တော်ရောက်တောင်းရောက်ကြက်မကြီးရဲ့အတွေးခေါ်ရင်းနဲ့ line ပေါ်မှာအာမချောင်းနဲ့စတန်ဒါအာမီဆိုတာကစီရေးဆွိုင်းတိုက်ခတ်ရေးဆွိုင်းစစ်လက်နက်ဆွိုင်းဒါကိုပြောတာ စစ်ရေးနိုင်ငံစစ်တပ်ကနိုင်ငံရေးမှာဝင်မရှုံနဲ့စစ်တပ်နိုင်ငံရေးကအပြစ်ထွက်ကမယ်စစ်ရေးနိုင်ငံရေးအသီးအတန်သွားရမယ်ဆိုတဲ့ pro army မဟုတ်ဘူး pro army ဆိုတာကစစ်ရေးနဲ့နိုင်ငံရေးအသီးအတန်သွားမယ်ရောမထွက်ရဘူးဒီလိုအနေအထားမျိုးကဖွင့်ပြပြီးနိုင်ငံတွေမှာရှိတယ်ကျမတို့နိုင်ငံဒီမှာစစ်ရဲနိုင်ငံကြီးတည်တံသွားလို့မရဘူး။ Pro Army လို့လို့မရဘူး။ Standard Army ပဲလို့ရမယ်။ဘာကြောင့်လဲ။မြန်မာနိုင်ငံဟာကျွန်ပေါ်မှာအနှစ်တရာကျော်နေခဲ့ရတယ်။မြန်မာနိုင်ငံမှာကိုလိုနီနယ်ချဲ့တွေရဲ့သွေးခွဲအုပ်ချုပ်တာကိုခံခဲ့ရတယ်။ မြန်မာဆိုရဲအမည်နာမအောင်မှာတိုင်းရင်းသား135မျိုးရှိတယ်။အဲ့ဒီတိုင်းရင်းသား135မျိုးကြားထဲမှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့ပုံကန်တို့အဖွဲ့အစည်းပေါင်း100ကျော်ရှိတယ်။ဒါအကြောင်းမို့လို့သူများနိုင်ငံတွေမှာစီးရင်နိုင်ငံကြီးတီးတန့်သွားရင်တော့ Pro Army သွားရင်တော့ကျမတို့က Standard Army ကိုသွားရမယ်။အဲ့ဒီအခြေခံသဘောတရားလောက်ကိုတော့နားမလည်ပဲနဲ့နိုင်ငံရေးကိုတည်တလို့တက်တလို့အာသီးရောင်ပြီးရောင်60နဲ့တက်ရောင်ကမလုံနဲ့အဲ့ဒီလိုအတွေးခေါ်နေနဲ့ ကျမရဲ့ခြေပြားကိုခြေပွားလာမတိုင်းနဲ့ခြေရခြင်းလာမတိုင်းနဲ့ရှင်းလားစည်ရည်အသည့်နိုင်ငံရည်အသည့်ဗလာမတ်တီနဲ့စစ်တပ်နိုင်ငံရေးရပြီးထွက်ရမယ်လို့စစ်တပ်ကသူ့အလို့ကြရေးဆွဲထားတဲ့ဖွဲ့စည်းပုံ2008ဖွဲ့စည်းပုံခြေကောင်းပြည်ကိုဖျက်သိမ်းရမယ်ဆိုတဲ့ယူးကြောင်ကြောင်ပေါ်ကြောင်ကြောင်စကားကြီးရတန်းကရက်ခမရလို့ယူးကြောင်ကြောင်ပေါ်ကြောင်ကြောင်စကားကြီးရတန်းကရက်မြောက်လို့ဖွဲ့နေပါလိ2008ဖွဲ့စည်းပုံခြေကောင်းဥပဒေကိုအစားအဆုံးဖတ်ဖူးတယ်လို့ ဖွဲ့စည်းပုံရဲ့အနှစ်သာရကို လေ့လာသိရှိထားတဲ့သူဘယ်နှယောက်ရှိတယ်လဲမြန်မာနိုင်ငံမှာဖွဲ့စည်းပုံခြေကောင်2008ဖွဲ့စည်းပုံခြေဥကိုဖတ်ဖူးတဲ့လူလက်ပြတက်ရမဲလို့ပြောရင်ဒီခြေဥမကောင်းပါဘူးဒီခြေဥကစစ်တပ်ကအလိုကျရေးဆွဲထားတဲ့ခြေဥကြီးဖက်ရပါမယ်လို့ပြောတဲ့အကောင့်ဒီကောင်မကြီးကားရိုင်းနဲ့လမ်းလက်ကောင်မှဂျန်ခဲ့လိမ့်မယ်ဖွဲ့စည်းပုံခြေကဥပဒေကိုစာရွက်လေး10ရွက်15ရွက်လောက်ဖတ်ပြီးတော့တက်ရောက်ကမလုံးနဲ့ ဖွဲ့စည်းပုံခြေခံဥပဒေရဲ့အနှစ်သာရဒီဖွဲ့စည်းပုံမှာပါတဲ့တပ်မတော်ရဲ့ခန္ဓာကပုံကူပဲရှိတယ်။မသိရင်လိုက်မှတ်ထား။ညံမကောင်းမှုဆိုစာအုပ်ထဲမှာရေးပြီးမှတ်ထား။နှောင်းရှိခြေခုမှာတပ်မတော်ရဲ့ခန္ဓာက၃ခုအနှစ်သာရ၃ခု။နံပါတ်၁တပ်မတော်ဒီအမျိုးသားရဲ့ခန္ဓာကိုဥဆောင်ရမယ်။နံပါတ်၂တပ်မတော်ဒီဒုတာဝန်အရေးတော်မှကိုကာကွယ်စောင့်ရှောက်ရမယ်။နံပါတ်၃တပ်မတော်ဒီဖွဲ့စည်းပုံခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရမယ်။ဒီ၃ချက်ပဲရှိရဲ့။မမှတ်မိရင် repeat တင်းနဲ့ပြန်နားထောင်စာအုပ်ထဲမှာချမှတ်ရေးထား။ရှင်းလား။နော်။ကျတော့ ခင်ဗျားတို့အေးအောင်ပုံမြင်လေးဒုညစကားမှာလမ်းဆုံးနေလမ်းဆုံးပြီးတော့စစ်ဘက်ရဲ့ဘက်ဆက်ဆံရေးဆိုတာဘာမှမသိငင်းငင်းရေးဆိုတာဘာမှမသိတနေ့ငယ်လုံးငင်းငင်းရေးရရင်25ရာခိုင်နှုန်းကစစ်တပ်ကဘယ်လိုသွားမယ်ဆိုတာဘာမှမသိဘာမှမသိညာမှမသိတဲ့ဟာတွေနဲ့ဘာမှမသိညာမှမသိပဲနဲ့နိုင်ငံရေးကိုတိဆောက်လို့မရဘူးဒါကြောင့်ခင်ဗျားတို့ရဲ့လုပ်ရက်တွေကနိုင်ငံအရေးကိုတိဆောက်နေကြတာမဟုတ်ဘူးခင်ဗျားတို့နိုင်ငံကိုဖျက်ဆီးနေကြတာဖြစ်တယ်နော်ဆိုတော့နှစ်ထုတ်နေနဲ့ထပ်ပြောမယ် ပြောကြလိမ့်မယ်နောက်ရှိချိန်ဦးမှာတက်ကတူလိုရဆွဲပြီးရေးထားတယ်ဒါကြောင့်မလို့ဒီ2000ဖွဲ့စည်းပုံချိန်ကဥပဒေရှိနေသူတွေမြန်မာနိုင်ငံမှာငြင်းငြင်းရေးမရနိုင်ဘူးခင်ဗျားတို့ပြောလိမ့်မယ်အမှန်တကယ်တော့2000ဖွဲ့စည်းပုံချိန်ကဥပဒေမှာစစ်တပ်ကသူအာဏာသိမ်းဖို့ဖွဲ့စည်းထားတာဖြစ်တယ်ခင်ဗျားတို့ပြောကြလိမ့်မယ်နောက်ရှိချေဦးရတမတော်ကအာနာထိန်လို့ရတယ်အာနာသိန်းလို့ရတယ်မှန်နေသို့တော့အဲ့ဒီအာနာကိုတမရကိုယ်တိုင်ကာလုံခေါ်ပြီးမှပေးရတာတမရကိုယ်တိုင်ကာလုံခေါ်ပြီးပေးလိုက်တဲ့အာနာဖြစ်တယ်လက်ရှိမှာလဲတမရကိုယ်တိုင်ကာလုံခေါ်ပြီးပေးထားတယ် ဟုတ်ပြီတမရလို့ပြောတဲ့ခါမှာဒုတမရ1ဒုတမရ2နှစ်ယောက်ရှိတယ်။ NND ပါတီအရက်ဖက်အဖွဲ့အစည်းကရက်ဖက်အစိုးရကအာဏာပိုင်ကခန့်အပ်ထားတဲ့ဒုတမရဟန်နီဗန်တီယူနိုင်ငံအကျိုးတိုင်းကျိုးပြည်ကျိုးပြင်းမြအောင်လှုပ်ဆောင်နိုင်ခဲ့တဲ့မှတ်တမ်းတစ်ခုမှမရှိဘူး။ NND ပါတီမှာအခုဝင်ပြီးအခုချက်ချင်းမိုးကြွေရွှေကော်လို့တမရရာသူရလာတဲ့လူဖြစ်တယ်။ဒါကြောင့်မို့လို့တမရနဲ့ဝယ်အီချင်းကိုကြွားတယ်။မင်္ဂလာပါမျိုးတွေနိုင်ငံရေးသမားတွေအဲ့ဒါကြည့်တဲ့အခါဆက်မပြိပက္ခတွေဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့်မလို့နိုင်ငံရေးသမားတွေအနေနဲ့ကအတ္တတွေလျှော့ချဖို့မဲဆန္ဒရှင်ပြည်သူတောင်းနေနဲ့မျှော်လင့်ပါတယ်။နိုင်ငံရေးခေါင်းဆောင်တွေနိုင်ငံရေးသမားတွေကအတ္တကြည့်လို့ရှိရင်အာဏာရလာတဲ့အခါမှာစစ်ဘက်ရဲ့ဘက်ဆက်ဆံရေးကိုမတိဆောက်နိုင်ပဲနဲ့အာဏာတွေပြိုင်ကြတယ်။အတ္တတွေပြိုင်ကြတယ်၊မာနတွေပြိုင်ကြတယ်။အဲ့ဒီလိုနဲ့စစ်ဘက်ခေါင်းဆောင်နဲ့ရဲဘက်ခေါင်းဆောင်ရဲ့ခြားမှာအတ္တနဲ့မာနပြိုင်ပြီးတော့အတ္တမာနလုံးဆွဲပွဲရဲ့ခြားမှာကျမတို့ပြည်သူတွေနေစားပြီးဖြစ်သွားတယ်။လက်ရှိမှာနိုင်ငံရေးပြည်ပခန့်ကနေတက်ဆက်စစ်ရေးပြည်ပခန့်ကနေဖြစ်ပွားနေတယ်။ဒါကြောင့်မလို့ နော်ရွေးကောက်ပွဲဆိုတဲ့အတန်ကြားလာနေမြနိုင်ငံရေးသမားတွေကြားမှာအဲ့ဒါနဲ့မာနာလုံးဆွဲနေတာမျိုးလေးဒီကျမတို့မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့မြင်ရတာစိတ်မကောင်းဖြစ်ရတယ်ရွေးကောက်ပွဲနီးလာရင်နိုင်ငံရေးသမားတွေကြားမှာတောက်နေတောက်ဟောစကားစစ်ထုံးမှုတွေနိုင်ငံရေးရနော်နိုင်ငံရေးအာမခံချက်ပေးမှုလေးတွေကိုတော့လက်ခံနေစိုးစိုးတဲ့သို့တော့အဲ့ဒါနဲ့မာနာတွေချွတ်ချဖို့ပြည်သူတောက်နေလဲမျှော်လင့်ပါတယ်ဆိုတော့ဒီနေ့ကျမအဓိကပြောပြပေးချင်တဲ့အကြောင်းအရာကတော့ဒေါက်တာညိုညိုတင်း เนาะဒီချိန်တုန်းက NLD ပါတီကအကိုတလဲလောင်းပေါ့เนาะနောက်တော့ NLD ကလည်းနှုတ်ထွက်ပြီးတတိပုဂ္ဂလအနေနဲ့ဝင်ပြိုင်ခဲ့တယ်ဒေါက်တာညိုညိုသိန်းနဲ့ပြည်ထောင်ပြုတ်ပါတီတချိန်ကပြည်ထောင်ပြုတ်ပါတီကနေတစဉ်လှုပ်တော်ထဲမှာနိုင်ငံရဲ့တိုင်းထုတ်ပြည်ချုပ်ကိုတာဝန်ထမ်းဆောင်ခဲ့ဘူးလို့လက်ရှိမှာလည်းပြည်ထောင်ပြုတ်ပါတီရဲ့အကြီးအကဲတယောက်ဖြစ်တဲ့ဘူးလက်ဦးလားဆိုရင်ဆိုတော့ဒီနိုင်ငံရေးသမားနှစ်ယောက်ရဲ့ခြားကအတ္တမာနာလေးနေကျွန်မမဲဆလာရှိပြည်သူတယောက်အနေနဲ့မြင်တွေ့မိပါတယ်နားထောင်ကြည့်ပါဒီစမှုတန်းဥပဒေကိုတော့မကြခင်ဂိုင်တွယ်မယ်အယူကောက်ဘဲမှာအတီတို့ရဲ့ a recommendation ကတော့ရွေးကောက်ပွဲကာလမှာအထူးသဖြင့်ရွေးကောက်ပွဲအာပြုလုပ်မဲ့ဒေတာဒီမှာဒီစစ်မှုတန်းအာခဏတာပေါ့နော်ဒီစရင်ကောက်ခံတာကိုရပ်ဆိုင်းပေးဖို့ပေါ့နော်ဒီရွေးကောက်ပွဲရွေးကောက်ပွဲကာလမှာဆိုတော့ရွေးကောက်ပွဲအကြိုကာလရဲ့ရွေးကောက်ပွဲကာလမှာပေါ့6လဒါဒါမှမဟုတ်တစ်နှစ်ပေါ့နော်အဲဒါရဆိုင်ပေးဖို့ဆိုပြီးတော့ပြောထားတာရှိတယ်ပေါ့ထောက်တာညိုညိုသိရင် အဲဆွေးနွေးတင်ပြချက်နဲ့ပတ်သက်လို့ပြည်သူတွေခြားမှာသဘောထားနှစ်ချက်တဲ့လူတွေတော်တော်များလာတာတွေ့ရတယ်။အာလက်ရှိမှာစစ်မှုထမ်းဥပဒေရစင်းကောက်ခံမှုတွေကိုယာယီဆိုင်ပေးဖို့ဆိုပြီးပြောဆိုမှုတောင်းဆိုမှုပေါ့နော်။အာပြည်သူတွေတော်တော်များများသဘောကျပြီးတော့တော်တော်ညွန်ညွန်တဲ့ကိုအားပေးနေတာတွေ့ရတယ်။အာကျွန်မအရင်တုန်းကလည်းပြောပြပါတယ်။လက်ရှိမှာစစ်မှုထမ်းဥပဒေကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်မတို့ရွေးကောက်ပွဲကနေပြီးတော့ရွေးကောက်ခံအစိုးရတည်းပေါ်ထွက်လာပြီးလွှတ်တော်တည်းဖြစ်လာတဲ့အခါမှာအဲ့ဒီဥပဒေကိုရက်ဆိုင်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မထပ်ခါထပ်ခါပြောခဲ့ဘူးလေ။ကျွန်တော်ခင်ဗျားတို့က ဟိုဒီစစ်မှုထမ်းမှုပြည်ကိုမကြိုက်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲကနေတစင်းရွေးကောက်ခံအစိုးရတည်းရဲ့လွှတ်တော်နှစ်ရက်ပေါ်ထွက်လာဖို့လိုတယ်လွှတ်တော်ပေါ်ထွက်လာတဲ့အခါမှာအဲ့ဒီဥပဒေကိုဆိုင်းငံ့လို့ရပါတယ်ဆိုတော့ဒီနေရာမှာအဓိကပြောချင်တဲ့အချက်က နေဒေါက်တာညိုညိုတင်းပေါ့နော်ဒီအမျိုးသမီးအမျိုးသမီးတယောက်လည်းဖြစ်တဲ့အင်မတန်မှထက်မြက်တဲ့အတွက်လေးစားရတယ်အားကြရတယ်ဟာဒါအပြင်ဒီဒေါက်တာညိုညိုတင်းဒီ NLD ပါရီကနေပြီးနှုတ်ထွက်လာတဲ့ခွတ်ထွက်လာတဲ့တယောက်ပေါ့နော်အဲဒီမူဘယ်ဥစေဝင်းလူလူပေါ့ဒီယထာကြီးကသူတို့တွားကျင်တဲ့ဘူတာကိုမရောက်တဲ့အတွက်ဒီယထာဘောကရှင်းခဲ့တယ်ဆိုတဲ့လိုမျိုးပေါ့နော်အာဒီ NLD ဆိုတဲ့ယထာကြီးကနေခွတ်ထွက်ခဲ့ရဲ့ဒေါက်တာညိုညိုတင်းဒေါက်ဆန်နာမင်းဒေါက်တာတသက်ခိုင်ဒါကျွန်တော်တို့ ကြည်သူတွေကြားထဲမှာလက်ခံထားရတဲ့အာထက်မြက်တဲ့အမျိုးသမီးတွေပေါ့နော်။သူကဒေါက်တာညိုညိုသိဆိုလို့ရှိရင်လည်းအီချင်းရှိရယ်။ဒေါက်ဆန္ဒမင်းဆိုလို့ရှိရင်လည်းအီချင်းရှိရယ်။ဒေါက်တာသက်ခိုင်ဒီလည်းအီချင်းရှိရယ်။ဆိုတော့ NLD ကလည်းအကုန်လုံးရဲ့မူလလာရဆင်းရက်က NLD ဖြစ်နေရယ်။ဆိုတော့ဒီအမျိုးသမီး၃ယောက်တည်တစုတစည်းရင်းနဲ့နော်၃ယောက်လုံးကစိတ်ထက်ကအတိုင်းပြည်အကျိုးကိုတည်ဖို့ချင်တယ်။သူတို့နိုင်ငံတော်ရဲ့အရေးတစ်ခုကိုသူတို့ဆောင်ရွက်ချင်တယ်။အတိုင်းပြည်ကိုအမေရိကန်ချစ်တယ်။ဒီအတွက်နိုင်ငံအရေးမှာနိုင်ငံရေးသမားတယောက်ဖြစ်သူတို့ပါဝင်ထမ်းဆောင်ချင်ကြတယ်။ဆိုတော့ဒီ၃ယောက်ကိုတစုတစည်းရင်းတဲ့နေရာထဲမှာမြင်ရမယ်ဆိုရင်ပို့ပြီးတော့ အဲကျမတို့ပြည်သူတွေအတွက်အဆင်ပြေလိမ့်မယ်လို့ကျမတို့မျှော်လင့်နေအဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့အကုန်လုံးကအတ္တကြီးပြီးတော့အတ္တကြီးပြီးတော့တတိပုဂ္ဂလတွေနဲ့ဒဇင်းလေးထောင်းနေမယ်ဆိုလို့ရှိရင်တော့ဒါဟာခွန်အားမဖြစ်ဘဲနဲ့အချင်းချင်းပြည်သူလိုပဲဖြစ်လိမ့်မယ်အဲတော့အဲဆိုတော့ မြော်မဲဆန္ဒရှင်ပြည်သူကြောင့်နေနဲ့မျော်လင့်နေဒေါက်တာတတ်တခိုင်ဒေါက်တာညိုညိုသင်ဒေါက်ဆန္ဒမင်းဒီထက်မြက်တဲ့အမျိုးသမီးတယောက် NLD ကနေခွဲထွက်လာတဲ့အမျိုးသမီးတွေကိုတစုပ်တစည်းရဲ့တနေရာထဲမှာမြင့်ချမှာတယ်ဒါဆိုလို့ရှိရင်ထင်းစည်းတွေကတူပဲကျမတို့တွေအင်အားဖြစ်နေမယ်အဲ့ဒီလိုမျိုးမှုဖယ်နေအကုန်လုံးကငါကတော့ဥက္ကဋ္ဌလောက်ကမှငါကတော့ဗာရမှညာရမှဆိုတဲ့အတားလေးတွေရှိနေမယ်ငါကတော့ဘသူလောက်အောင်မှမလို့ရှိရင်ငါကတော့အထက်မှနေချင်တယ်ငါကအောက်ရောက်သွားမယ်ဆိုတဲ့နေရာတွေရာဒုတိအာနာတွေကိုမကြည့်ပဲနဲ့တိုင်းပြည်တွေအမှန်တကယ်ချက်ပါတယ်တိုင်းချုပ်ပြည်ချုပ်ကိုအမှန်တကယ်လှုပ်ရှားပါတယ်ဆိုတဲ့ဆန္ဒတစ်ခုနဲ့ တစိုးတစီရဲ့ဖြစ်ပုံမျှော်လင့်ပါတယ်အင်မတန်မှအထက်မြတ်တဲ့အမျိုးသမီးတွေဖြစ်တဲ့အတွက်လည်းကျွန်မမိမတယောက်အမျိုးသမီးတယောက်အနေနဲ့အင်မတန်အားကြားမိပါတယ်သို့တော့တေချာနားထောင်ကြည့်ပါစစ်မှုထမ်းစိတ်ငင်းကောက်ခံတာကိုစိုင်းငံ့ပေးဖို့ပြောတာဖြစ်ပါတယ်တေချာထပ်ပြီးပြောပါမယ်တေချာနားထောင်ပြီးတေချာစဉ်းစားကြည့်ပါဒေါ်ညိုညိုသိပြောသွားတာကစစ်မှုထမ်းစိတ်ငင်းကောက်တာကိုစိုင်းငံ့ဖို့ပြောသွားတာဖြစ်ပါတယ် စကားအရာမှာလိမ္မာပနဲ့ထားကိုသိရပါတယ်။နောက်ရှင်းလဲလျှောက်တာပြားလဲဆွဲတာတို့လိုတစ်ဖက်ကနေပေးမယ်မယ်ဆန္ဒရှင်တွေရဲ့အကြိုက်ကိုလိုက်ပြီးတော့လည်းပဲဆန္ဒတွေထထူကြအောင်လည်းပဲဒီစစ်မှုထမ်းဥပဒေကိုဟိုဆိုင်ငံဖို့စစ်မှုထမ်းခေါ်ယူတာကိုဆိုင်ငံဖို့ဆိုတဲ့သဘောမျိုးတိုက်ရအောင်ပြောနိုင်တယ်။တစ်ဖက်ဒါစကားဆွေးရတတ်ကြတော့လည်းပဲစစ်မှုထမ်းခေါ်တာကိုစစ်မှုထမ်းစစ်ခေါ်နေတာလက်ရှိမှာဆိုပတ်စင်ဆက်နေဆက်တော့ပေါ့အဲ့ဒီလိုမျိုးပတ်စင်တွေကိုဆိုင်းငံ့ဖို့ပြောတာမဟုတ်ဘဲနဲ့စည်ရင်းကောက်ခံမှုကိုဆိုင်းငံ့ပေးဖို့ပြောတဲ့အတွက်လည်း ဟိုဘက်ဒီဘက်မယုံမလို့စကားရလိမ့်မှာပါနဲ့ထောက်တွေ့ရပါတယ်။ဒါဒီလေနိုင်ငံရေးသမားတွေရဲ့အီရှင်းတစ်ခုဖြစ်လိမ့်မယ်။နိုင်ငံရေးသမားတွေရဲ့အီရှင်းဖြစ်တဲ့အတွက်ဒီနိုင်ငံရေးသမားတက်ဝယ်ရင်ထဲမှာတိုင်းပြည်ပေါ်စင်တာစစ်မှန်ရေးမစစ်မှန်ရေးဆိုတာကျမတို့ပြည်သူတွေနဲ့တည်တည်ချာချာစဉ်းစားဆုံးဖြတ်ဖို့လိုလိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ဒီခံပြုတ်ပါတီကဘူလက်ဦးလာရွှေဘလို့သဘောထားမှတ်ချက်ပေးထားလဲနားထောင်ကြည့်ပါမယ်။ Peace Forum ပါဗျာဟို NLD ဟောင်းဒေါက်တာဂျင်ညိုတင်းဆိုတာပြောတယ်တဲ့။အဲသူကဘလို့ပြောလဲဆိုတော့ရုပ်ကပွဲနီးရင်တဲ့ စစ်ဘူးတန်းချင်းကို6လောက်လောက်ရက်တန့်ပေးပါတယ်ဆိုင်ငတ်ပေးပါတယ်အဲဒါဒီဒီဒီအပြောဆိုကျွန်တော်ပယ်ချရကြတာကျွန်တော်လုံးဝလက်မခံနောက်ဆိုတော့ခင်ဗျအဲ့6လလောက်ကို PDF NLD ကမတိုက်ဖက်ရက်ထားမှာလားသူတို့ကလည်းကျွန်တော်ရင်ဆိုင်နေရတာသူတို့ကောင်းနဲ့မဟုတ်ဘူးဗျ NUG PDF NUG PDF တွေကလူသက်အကြံဖက်ဓမြတိုက်ပြမေးဆွဲလူလုံးနေကောင်းနေဟလာတခင်ကြည်ချိန်ပြောတဲ့ဖတ်စာပလအမှတ်ကြီးတခင်ကြည်ချိန်ပြောတဲ့စကားလည်းပြောရဲ့ ငါတို့ရင်ဆိုင်နေရတာဘာကဖားနဲ့ရင်ဆိုင်နေရတာကွာသူတော်ကောင်းနဲ့မဟုတ်ဘူး။ဒါကြောင့်မို့လို့ဟာဘာကဘာအမျိုးတွေကိုခါထွန်းထွန်းနဲ့တိုက်ရမြေကြီးနဲ့ပြုတ်ပြီးတော့တခင်ကြီးရှင်အဲ့လိုလုပ်ခဲ့တာ။ तू လောက်တာမျက်စက်လုံးလာလို့ပြောတော့ဟာငါတို့ရင်ဆိုင်နေရသူတော်ကောင်းမဟုတ်ဘူး။ဘာကဘာလေခုလဲ NLD PDF ကသူတော်ကောင်းမဟုတ်ဘူး။သူကလုံပါပဲခင်ဗျာအဲ့ဒီ6လအတွင်းမှာသူတို့ဘာမလုပ်ဘူး။အာခင်ဗျာလုပ်ပါခင်ဗျာရုပ်ောက်ပွဲကြီးအေးဆေးလုပ်ပါ။အဲကျွန်တော်တို့မလုပ်ပါဘူးတိုက်ပါဘူး။အဲ့လိုမျိုးနေမထင်လား။ဟာဟာပြင်အောင်ပြင်သေးတယ်ပို့တော့ချအောင်မှာဒီကောင်းကြီးက။ ဒါရွေးကောက်ပွဲမပြက်ပြောင်းအဲ့တော့ဒေါက်တာညိုညိုသင်အဲ့လိုပြောတဲ့စကားကိုကျွန်တော်အနေနဲ့ပယ်ချတယ်လုံးဝလည်းကန့်ကွက်တယ်သူကဟိုသူကသူဒေါက်တာဘွဲရဟာလာဥပဒေဘွဲရပညာရှင်ဟာချီးကျူးပါတယ်လေးစားပါတယ်ဥပဒေဘွဲမှာဒေါက်တာဘွဲရရမယ်စီးရင်မြင်မှာတော့မူကြိုပဲရှိတယ်မူကြိုပဲရှိတယ် ဲ့လောက်ပဲရှိတယ်ဒါကတော့ပြောချင်လို့လာပြောတာဟုတ်ပါတယ်တက်မတော်ကနေပြီးတော့ရွေးကောက်ပွဲကာလမို့လို့ပြည်သူအတွက်ကိုငွေကွက်ပြီးတော့ဒီစစ်မှုထမ်းဆင့်ခေါ်တာကိုဆိုင်းငံ့နေဆိုရင်တော့မှဂျပန်သမားတွေကတော့သူတို့ဂျပန်လိုရက်တွေကိုအားနဲ့ခုံနဲ့အားနဲ့မန်နဲ့ တို့ထပ်ပြီးလုပ်ကြလိမ့်မယ်။သူတပင်းဒီ2025ကိုနော်အာတနိုင်ငံလုံးတိုင်းတာနဲ့အထွေထွေထိုးစစ်ကြီးကို NUG ကသူတို့ရဲ့မဟာမိတ် PDF တွေရောမဟာမိတ်တက်တွေရောအကုန်လုံးပူးပေါင်းပြီးတော့တနိုင်ငံလုံးတိုင်းတာနဲ့အထွေထွေထိုးစစ်ကြီးမကြခင်စတင်မှာတော့မယ်ဆိုပြီးလွန်ခဲ့တဲ့တလလောက်ကရီမွန်ကိုရိုင်းပြောခဲ့ဘူးတဲ့စကားရှိတယ်။ဒါပြင် NUG ကတမရဆိုတဲ့လက်ချီဝါကိုရိုင်းကလည်းပဲအာဒီလက်ရှိ2025မှာလက်ရှိတချုပ်ကြီးဦးမေအောင်လိုင်ကိုနော်မြန်မာပြည်ကအာဆက် ပုံစံမျိုးပေါ့စီးရီးယားကအာဆက်လိုမျိုးမြန်မာပြည်ကအာဆက်ဖြစ်အောင်2025မှာမြန်မာပြည်ကနေမောင်းထုတ်အောင်သူတို့စ조사မယ်မြန်မာပြည်ကနေမောင်းထုတ်မယ်လို့ကြွေးကြော်ထားတာရှိတယ်ဆိုရတဲ့အတွက်ဂျပန်သမားတွေကဂျပန်မှုတွေကိုအဆုံးစုံတွေလုပ်မယ်လို့ပြောထားတာဖြစ်တဲ့အတွက်တစ်ဖက်မှာကျမတို့ကစိတ်ရင်းအားအတွက်ဒီစစ်မှုထမ်းစစ်ခွန်မှုတွေကိုစိုက်ငံ့လာတာဖြစ်တည်ရင်လားစဉ်းစားကြဖြစ်လာတယ်။အဲဒီလိုမျိုးပြောဆိုမှုနဲ့ပတ်သက်လို့ဘူလက်ဥလာဆွေရဲ့အမြင်ကိုကျမမဲဆန္ဒရှင်တယောက်အနေနဲ့ထောက်ခံတယ်။သို့တော့ဘူလက်ဥလာဆွေဒီနော် စစ်ယူနီဖောင်းကိုချော့ဘောင်းမီချော့ပြီးပစိုးပြောင်းဝင်ပြီးနိုင်ငံရေးကိုဝင်လာတဲ့အတွက်စစ်ရေးအမြင်ရှိရဲ့ဒေါက်တာညိုညိုတင်ကအမျိုးသမီးတယောက်ဖြစ်တဲ့အတွက်စစ်ရေးမြင်အားနည်းချင်အားနည်းလိမ့်မယ်ဒါကိုနော်အမျိုးသမီးတယောက်ပေါ်မှာခွဲခြားဆက်ဆံတာမျိုးကြတော့ကျွန်မလက်မခံဘူးဟောဒေါက်တာညိုညိုတင်ကိုပြောသွားတယ်ပေါ့နော်အာဥပဒေဘွဲရဒေါက်တာအာဥပဒေရပေါ့ဥပဒေပညာမှာဒေါက်တာဘွဲရလို့တော်ပေမဲ့စစ်ရေးမှာမူချိုးအစ်စ်ပဲရှိရဲဆိုပြီးတော့ဖိနှိပ်ပြီးတော့ချိုးဖဲ့ပြီးတော့ပြောသွားတာမျိုးတဘောမကြောက်ဘူးလက်မခံဘူးအားမပေးပါဘူး နော်ဆိုတော့ဒါတာညွန့်ညွန့်ကမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ဘူးလက်ဥလားဆွေတို့လို့စီယူနီဖောင်းချို့ပြီးပစိုးပြဝင်လာတဲ့လူတွေတော့စီးရင်မရှိကြမှာရှိပါလိမ့်မယ်ဒီပေါ်မှာခွဲခြားဆက်ဆံမှုမျိုးကိုတော့သဘောမကျပါဘူးအဲဒါအပြင်ကျမရှေ့ရတဲ့ဘောင်ကလည်းတခုရှိတယ်မင်းကင်ဦးမောင်မြင့် နောက်မင်းကဦးမောင်မင်းဆိုလို့ရှိရင်ဒုတိယကျန်လှုပ်တော်တက်တန်းတွေမှာကျွန်တော်တို့ဒိုင်းချုပ်ပြည်ချုပ်ကိုတည်ပူးနိုင်ခဲ့တယ်တကယ်ကိုဟိုထက်မြက်တဲ့ရည်ချင်းရှိတဲ့လူတွေဖြစ်တယ်နော်ဒီပြည်ခံပြုပါတီကနေပြီးတော့လှုပ်တော်ကိုယ်စားလှယ်တွေဖြစ်လာတယ်ပေါ့နော်မင်းကင်းဦးမောင်မင်းကိုဘူလက်ဦးလားရေကိုကျွန်တော်တို့အားပေးတယ်လေးစားတယ်နော်တကယ်ထက်မြက်တဲ့ဒိုင်းချုပ်ပြည်ချုပ်တည်ပူးနိုင်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးပြည်သူတွေရင်ထဲမှာကနေရာတစ်ခုအဖြစ်အသိမဲ့ပြုတ်ဖက်ဒီမဲ့ပြုတ်ခဲ့ပြီးတာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီမင်းကင်းဦးမောင်မင်းရဲ့အကောင့်တစ်ခုကနေပြီးဗားတင်ထားလဲဆိုလို့ရှိရင် နော်ငလင်ပေးကုညီကယ်ချက်ရေးနဲ့ပတ်သက်လို့နော်ငလင်တချို့အများပြည်သူတွေကပြောကြတယ်ပေါ့နော်ဒီငလင်ပေးမှာအရှိဆုံးကနေပြီးတော့ပြည်သူတွေနဲ့မမမမရက်တီဘီကကွယ်ပေးတာဆိုလို့ပါတီနှစ်ခုပဲရှိရဲပါတီနှစ်ခုပဲတွေ့ရတယ်အာ UDP ပြည်ခိုင်မျိုးပါတီနဲ့ပြည်သုံးလုံးပေါ့နော်ပြည်သူ့ရှေ့တော်ပါတီဒီနှစ်ခုပဲတွေ့ရတယ်ဆိုပြီးတော့ပြည်သူတွေမဲဆန္ဒရှင်ပြည်သူတွေပြောဆိုမှုစကားကိုအာပြောမယ်ဆိုရင်ဒီချိန်လောက်ကူညီတာနဲ့အချိန်တရာလောက်ကူညီတာတော့ဘယ်တူပါမလဲဆိုပြီးတော့မင်းကင်းဥမာမေးပြန်တင်ထားတာတွေ့ရတယ် မိခင်ပြောပါသေးသည်ပြီးခဲ့တဲ့ငလေပေးမှာအေးဘော်ပေါ့နော်အေးဘော်ကုညီကယ်ဆယ်ကြီးရာဆအရှိဆုံးကနေမမမဲမဲအားနဲ့အားနဲ့မဲနဲ့အင်းနဲ့အားနဲ့ကုညီကယ်ဆယ်ကြီးလုခဲ့တဲ့ပြည်လက်ထူထောင်ရေးအတွက်လည်းငွေကြေးတွေထောက်ပံ့ပြီးတော့ပေါ့နော်အများဆုံးကုညီပေးခဲ့တဲ့ပါတီကြီးဖြစ်တဲ့အတွက်ပြည်သူတွေအကုန်လုံးအတိအမဲ့ပြုပြီးတော့ကျေးဇူးတင်ကြတယ်အတိမတ်ပြူထားပြီးတော့ချစ်တဲ့စိတ်တရှိပြီးသားဖြစ်တယ်။ဒီပုံမှာမိခင်ဥမာမြန်ရနေပြီးတော့เนาะအဲအကျိန်တစ်ကျိန်ကုညီနာနဲ့အကျိန်တရာကုညီရတော့ဘယ်တူပါမယ်တမ်းမညိပါနဲ့ဆိုပြီးတော့ထုတ်ပြန်မှုကြတော့ကျမတို့ချစ်တဲ့စိတ်ကနေပြီးတော့ညဉ့်ညင်းတဲ့စိတ်တစ်ခုကိုပြောင်းသွားစေတယ်။ နော်သူကအမဒေါ်သက်သက်ခိုင်တို့ပါတီရတယ်ပဲပြည်သူတွေကိုငလှေပေးပါကူညီရဲပေါ့နော်အဲ့ဒါကိုတမ်းမညီနဲ့သူတို့ပြည်ခိုင်မျိုးပါတီနဲ့တမ်းမညီနဲ့ဆိုပြီးတော့လူကြီးလူကောင်း ဆန်ရက်လားပေါ့ဒီလိုပြောဆိုမှုကလူကြီးလူကောင်းဆန်ရက်လားပေါ့ဒီလိုအသေးခွဲကိစ္စလေးတွေကစပြီးတော့ကျမတို့ပြည်သူရင်ထဲမှာရောက်တဲ့အတွက်တတိချက်ဖို့တော့လိုပါတယ်အေရှန်ရှိပြီးသားတော်ပြီးသားထက်မြက်ပြီးသားလူတွေဖြစ်တဲ့ပြည်သူတွေရင်ထဲမှာအတိမတ်ပြုပြီးသားလူတွေဖြစ်တဲ့အဲ့ဒီအတိမတ်ပြုပြီးချစ်တဲ့စိတ်အားကိုးတဲ့စိတ်ကနေညှို့ညင်းတဲ့စိတ်တွေဖြစ်မသွားအောင်ဆိုလို့ဖြစ်သွားအောင်တက်ပေါ့နော်စကားရမှာလေးမှာပါနဲ့ဖို့အရင်အရေးကြီးပါတယ်ဆိုလိုချင်တာကတော့နိုင်ငံရေးသမားတွေအတ္တတွေမာနတွေရှော့ချဆေးချမာတယ်နိုင်ငံရေးသမားတွေအတ္တကြီးတဲ့အခါစစ်မှတ်ပြည်ပခါကြီးဖြစ်ပွားနိုင်ပါတယ်ရှင်